င်္ဂလာပါရှင်မြန်မာနိုင်ငံတဝင်းကသတင်းတွေကို Dover Watch ပြည်သက်တွေသိရှိစေဖို့တပတ်အတွင်းမြန်မာသတင်းရေးရာစီစဉ်ကိုတင်ဆက်လိုက်ပါတယ်ဒီတစ်ပတ်မြန်မာရေးရာမှာတော့မေလ25ရက်ကနေမေလ31ရက်အထိတပတ်တာအတွင်းအဖြစ်ပျက်တွေထဲကထူးခြားဖြစ်စဉ်တွေကိုကောက်နှုတ်ဖော်ပြသွားမှာပါဒီစီစဉ်ကို Dover Watch ဝိုင်းနော်သားတွေကစီစဉ်တင်ဆက်ထားတာပါမြန်မာနိုင်ငံဆိုင်ရာဘင်္ဂလားဒေ့ရှ်တန်မတ်မိုနိုဝါဟူစိန်နဲ့စစ်တမ်းဖူးတို့ကို ဘင်္ဂလားဒေ့ရှ်အစိုးရကဒါကာမြို့ကိုအခုလအတွင်းပြန်လည်ခေါ်ယူလိုက်ပါတယ်။မြန်မာဘင်္ဂလားဒေ့ရှ်ငယ်ဆက်အပါအဝင် ရခိုင်မှာနေရာအများစုကိုသိမ်းယူထားတဲ့အာရခတပ်တော် AA နဲ့ထိတွေ့ဆက်ဆံနေဆိုပြီးမြန်မာစစ်ကောင်စီကကန့်ကွက်ပြီးတဲ့နောက်မှာအခုလိုခေါ်ယူလိုက်တာလို့ဘင်္ဂလားဒေ့ရှ်သတင်းတရက်မှာဖော်ပြပါတယ်။မြန်မာရေပိုင်ငတ်ကိုဝင်ရောက်ငါးဖန်းနဲ့ဘင်္ဂလားဒေ့ရှ်ငါးဖန်းသမားတွေကို AA ကဖမ်းဆီးပြီးဘင်္ဂလားဒေ့ရှ်အစိုးရစီကိုပြန်လွှဲပေးတာမျိုးတွေရှိနေပါတယ် ဘင်္ဂလားဒေ့ရှ်အစိုးရကလည်းရခိုင်ကိုကုလသမဂ္ဂဥဆောင်မှုနဲ့လူသားချင်းစာနာမှုစစ်ကြံတိဆောက်ရေးကြိုးပမ်းမှုတွေရှိခဲ့ပါတယ်။ဘင်္ဂလားဒေ့ရှ်ဂျာကာလာအစိုးရအဖွဲ့ခေါင်းဆောင်ဖြစ်တဲ့မိုဟာမက်နူရော့ကတော့ဘင်္ဂလားဒေ့ရှ်တန်မတ်ကိုမြန်မာစစ်ကောင်စီကနှိမ်ထုတ်တာမဟုတ်ပဲပြန်ခေါ်ထားတာဖြစ်တယ်လို့ပြောပါရတယ်။ဘာကြောင့်ပြန်ခေါ်ထားတယ်ဆိုတာကိုတော့ရှင်းရှင်းလင်းလင်းပြောဆိုထားတာမရှိသေးပါဘူး။ ဒါပေမဲ့အခုလိုတန်မတ်ကိုပြန်ခေါ်မှုဟာနှနိုင်ငံကြားတန်တမာရေးရာတင်းမာမှုတွေရှိနေတာကို ပြသနေတယ်လို့ဝေဖန်ထောက်ပြမှုတွေရှိနေပါတယ်။ပဲခူးတိုင်းကြောက်ကြီးမြို့နယ်ကျွန်းကြီးရွာက မင်္ဂလာဆောင်ကိုစစ်ကောင်စီကလေရင်နဲ့ပုံကျဲတိုက်ခိုက်တာကြောင့်သူတို့သမီးအပါအဝင် လူ၁၀ဦးကျော်သေဆုံးပြီး40နီးပါးဒဏ်ရာရတယ်လို့ KNU ကထုတ်ပြန်ပါတယ်။မေလ25ရက်ကမင်္ဂလာပွဲကျင်းပနေတဲ့အချိန် ချက်တိုက်လီရင်နဲ့ဘုံနှလုံးကျဲချတိုက်ခိုက်တာကြောင့်ကလေး2ဦးနဲ့သူတို့သမီးအပါအဝင်12ဦးသေဆုံးတယ်လို့ကလေး73ဦးအပါအဝင်38ဦးဒဏ်ရာရတယ်လို့ဖော်ပြပါဗျာ။တိုက်ပွဲဖြစ်တာလည်းမရှိလက်နက်ကင်ကြီးလည်းမရှိတဲ့နေရာကိုဘုံကျဲတိုက်ခိုက်ခဲ့တာလို့ KNU ကဆိုပါတယ်။စစ်ကောင်စီရဲ့လေကြောင်းတိုက်ခတ်မှုတွေကြောင့်အစုလိုက်အပြုံလိုက်သေဆုံးမှုဖြစ်စဉ်တွေဟာမကြာခဏဖြစ်ပွားနေပါဗျာ။ အခုမေလာအတွင်းမှာပဲစကိုင်းတိုင်းဒီပရင်မြို့နယ်အိုးတိန်တွင်းယူဟာစတင်ကြောင်းတိုက်ခိုက်ခံရမှုမှာကျောင်းသားကျောင်းသူနဲ့ဆရာမစုစုပေါင်း24ဦးသေဆုံးခဲ့ရတယ်လို့ရခိုင်ပြည်နယ်ရတိတောင်မြို့နယ်ထွန်းရွေရွာဟောင်းကျေးရွာတိုက်ခိုက်ခံရမှုမှာလည်းအရသာပြည်သူ12ဦးသေဆုံးခဲ့ပါတယ်။ဒါပြေဖေဖော်ဝါရီလမှာလည်းမကွေးတိုင်းမြိုင်မြို့နယ်စုံကုန်းရွာမှာတည်သူကာကွယ်ရေးတပ်ဖွဲ့ဝင်တအူးရဲ့မင်္ဂလာဆောင်ဘုံကျဲခံရလို့ဒုစဲဦးကျော်တည်ဆုံးခဲ့ပါတယ် စစ်ကောင်စီရဲ့တိုက်ခိုက်မှုတွေကြောင့်ဂျားကာလာပညာရေးကျောင်းအလုံးကိုခိတ္တရာကြီးရနားလိုက်ရတယ်လို့အမျိုးသားညီညွတ်ရေးအစိုးရ NUG ကမေလ25ရက်မှာကြေညာပါတယ်။စစ်ကောင်စီဟာစာတင်ကျောင်းတွေဆေးရုံတွေစတဲ့လူစုလူဝေးရှိတဲ့နေရာတွေကိုလေကျောင်းကနေနှီးမျိုးစုံနဲ့ဘုံကျဲတာဆက်တနက်နဲ့ပြစ်ခတ်တာလက်လက်ကြီးနဲ့ပြစ်ခတ်တာတွေလှုပ်ဆောင်နေတယ်လို့ဖော်ပြပါတယ်။ဒါကြောင့်ကလေးသူငယ်တွေဆရာဆရာမတွေအယက်သားပြည်သူတွေထိခိုက်ဆုံးရှုံးမှုတွေမရှိစေဖို့ ရင်းပြင်းမှာဖွင့်လှစ်ထားတဲ့ကြောင်းလေအတွက်ဘေးအန္တရာယ်ကင်းရှင်းရေးအစီအမံတွေလုပ်နေချိန်ကာလအတွင်းယာယီရနာရတာလို့ဆိုပါတယ်။ EUG ပညာရေးဝန်ကြီးဒေါက်တာဇော်ဝေဆိုးကတော့ဘုံခိုကျင်းတူးတာလေကြောင်းရန်ကြိုတင်အသည့်ပေးစနစ်ထားတာမျိုးတွေလှုပ်သွားမယ်လို့ BBC မြန်မာပိုင်းသတင်းတရက်မှာပြောဆိုထားပါတယ်။စာသင်ကျောင်းဘုံကျဲတိုက်ခိုက်ခံရတာကြောင့်ကျောင်းသားကျောင်းသူတွေတေဆုံးတဲ့ဖြစ်စဉ်တွေမကြာခဏရှိနေပြီးအခုမေလာအတွင်းမှာပဲဒီပဲရင်မြို့နယ်က ိုးတိမ်တင်းကေးရွာစတင်ကျောင်းဖြစ်စဉ်မှာကျောင်းသားကျောင်းသူအများစုအပါအဝင်24ဦးတေဆုံးခဲ့တယ်လို့မေလ29ရက်မှာလဲကော့ကရိတ်မြို့နယ်မှာ KIU စတင်ကျောင်းဘုံကျဲတိုက်ခိုက်ခံရလို့ကျောင်းသား၄ဦးထဏ်ရာရခဲ့ပါသေးတယ်။ညဝီမျိုးတောင်ဘက်ကထိုင်းမြန်မာနယ်စပ်စခန်း၅ခုကိုကရင်မျိုးသားအစီယုံ KIU ရဲ့တပ်ဖွဲ့ဝင်တွေနဲ့တော်လိုင်းရေးပူပေါင်းတပ်တွေကမေလနှောင်းပိုင်းမှာတင်းယူလိုက်ပါတယ်။ မေလ23ရက်ကနေ30ရက်အတွင်းထိုင်းမြန်မာနယ်စပ်စခန်းတွေဖြစ်တဲ့ဒလဲတူကနက်လီရွှေအင်းမြိုင်မော်ခီဘေးနောင်တက်စခန်းတွေကိုတည်ယူနိုင်ခဲ့တာပါကနက်လီစခန်းဟာလက်နက်ကြီးအထိုင်ချထားတဲ့နေရာဖြစ်ပြီးစခန်းတိမ့်တဲ့အချိန်အမြောက်နှစ်လက်အပါအဝင်လက်နက်ခဲယမ်းတွေရရှိတယ်လို့ KNUC ကနေသိရပါဗျ။စခန်းတိမ့်ယူရာမှာစစ်ကောင်စီတပ်ဖွဲ့ဝင်တွေထိုင်းနိုင်ငံဘက်ကိုထွက်ပြေးတိမ့်ရှောင်တာတွေရှိခဲ့ပါဗျ။ ရောင်ရီခရင်ထဲကအဓိကစခန်းတွေ ဖြစ်တဲ့ဝေါ်လီဗျူဟာတေဘော့ဘူစခန်းနဲ့ဥက္ကယထစခန်းတွေကိုသိမ်းယူဖို့ထိုးစစ်ဆင်နေစေဖြစ်ပါတယ်။ဝေါ်လီဗျူဟာကလည်းတေဘော့ဘူစခန်းကိုစစ်ကူလာတဲ့စစ်ကောင်စီစစ်ကြောင်းကြားဖြတ်တိုက်ခိုက်ခံရပြီးတပ်ဖွဲ့ဝင်20လောက်ဖမ်းဆီးခံခဲ့ရပါတယ်။ KIU ဟာထိုင်းမြန်မာနယ်စပ်တလျှောက်ကစစ်ကောင်စီတပ်စခန်းတွေကိုဆက်တိုက်တိုက်ခိုက်သိမ်းယူနေတာတွေ့ရပါတယ်။ မြန်မာပြည်သူတွေဘေးကင်းလုံခြုံရေးကိုတိကျတေချာအောင်အေးအေးယူမှုတွေပြုလုပ်နိုင်ဖို့အာဆီယံဥဆောင်ပြီးနိုင်ငံတကာပါဝင်တဲ့ပြစ်ခတ်တိုက်ခိုက်မှုစောင့်ကြည့်ထိန်းသိမ်းရေးရန်နရာရှိတဲ့နယ်လို့ NUG ကပြောပါတယ်။မလေးရှားနိုင်ငံမှာကျင်းပတဲ့အာဆီယံထိပ်သီးအစည်းအဝေးအပြီးမြန်မာရေးနဲ့ပတ်သက်လို့အာဆီယံခေါင်းဆောင်တွေရဲ့သဘောထားထုတ်ပြန်ချက်အပေါ် NUG ကမေလ28ရက်ထုတ်ပြန်ရမှာအခုလိုဖော်ပြတာပါ။ ပြစ်ခတ်တိုက်ခိုက်မှုစောင့်ကြည့်ထိမ့်သိမ်းရေးရန်ညားမရှိရင်အယက်သားပြည်သူကိုထိရောက်စွာကာကွယ်နိုင်မှာမဟုတ်ဘူးလို့ဆိုပါရယ်စစ်ကောင်စီကငလင်ဘေးဒဏ်ကြောင့်အပြစ်ရက်တင်ညာထားတဲ့ကာလမှာအယက်သားပြည်သူတွေကိုတိုက်ခိုက်တာတွေနေ့စဉ်နဲ့အမျှလှုပ်ဆောင်နေတယ်လို့လည်းအယူဂျီရဲ့ထုတ်ပြန်ချက်မှာဖော်ပြပါရယ်အာဆီယံကောင်ဆောင်တွေကတော့မြန်မာနိုင်ငံမှာငလင်လှုပ်ခတ်ပြီးတဲ့နောက်ဒုသားချင်းစာနာမှုအကြက်တဲပုံမိုးဆိုးရွားလာပြီးအကြမ်းဖက်မှုတွေလည်းမြင့်တက်လာတဲ့အပေါ်စိုးရိမ်နေလို့ပြောပါရတယ်။ ဒါကြောင့်တနိုင်ငံလုံးအတိုင်းအတာနဲ့အပြစ်ခတ်ရက်စဲပြီးအားလုံးပါဝင်တဲ့ဆွေးနွေးမှုတွေလုပ်ဖို့တိုက်တွန်းခဲ့ပါတယ်။မြမအရေးဘုံသဘောတူညီချက်၅ရပ်ကိုအာဆီယံကဆက်လက်စုပ်ကင်ထားသလိုမြမအရေးအထူးကိုယ်စားလှယ်တက်ထပ်ခန့်ဖို့လည်းစီစဉ်နေပါတယ်။တခြားတစ်ဖက်မှာတော့မြမအရေးအာဆီယံကင်တွယ်မှုဟာလေးနှစ်ကြာတဲ့အထိထိရောက်မှုမရှိတဲ့အတွက်ဖြည့်ရှင်းနည်းအသစ်တွေကို ရှာဖွေချင်းကန့်သင့်ပြီလို့ထောက်ပြဝေဖန်မှုတွေလည်းရှိနေပါတယ်။ ဆက်ပေါင်းတို့ကိုရောစိတ်ပါကျမ်းမာချမ်းသာကြပါစေ။ကပေးမျိုးမျိုးကနေလည်းအမြန်ဆုံးလွတ်မြောက်ပါစေလို့ဒဝဝဝိုင်းတော်သားတွေကစုမုံကောင်းတောင်းရပါတယ်။နောက်တစ်ပတ်မှလည်းမြမတဲ့ရင်ရအစီအစဉ်ကိုဆက်လက်စောင့်မျှော်ကြည့်ရှုနားဆင်ပေးကြပါဦးရှင်။